ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစိတ်ဝင်စားပွဲထူးခြားစမ်းကြေကံမြော့ဖီယမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခေါ်ကြောက်ရွံ့လိုလာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်ဒီနေ့တင်ဆက်ပေးမယ်စာရေးသူစီရာကြီးမျိုးမြင့်ကံကောရေးသားထားသောပြောင်းမြန်စီးသောမြင့်နဲ့ကံမြော့ဆန်သောငါးများလို့အမည်ရတဲ့စိတ်ဝင်စားပွဲထူးခြားစမ်းကြေ ်ရောနယ်ဒေသမှာအကမီယာဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနှားစင်အားပေးကြပါဦးခင်ဗျာပြောင်းမြန်စီသောမြင့်တဲ့ကမီယာစံသောငါးများမြန်မာနိုင်ငံအတွင်းမှာရှိတဲ့မြင့်ချောင်းများဟာတဘာဝမြေအနေထားရမြောက်မတောင်ကို စီစဉ်ကြပါတယ်မြန်မာနိုင်ငံရဲ့မြေကြီး၄၀ဖြစ်သောအေယာဝတီချင်းတွင်စစ်တောင်းနဲ့တန်လွင်မြေများဟာ မြောက်ဘက်တောင်ကုန်းဒေသမှာမြေပြောက်ခံပြီးမြမပီတောင်ဘက်ပင်လယ်တွေကိုစီဝင်ကြပါတယ်တွတ်တော့မြန်မာနိုင်ငံမှာတောင်ဘက်မြောက်ကိုပြောင်းမြန်စီးနေတော့မြင့်ငယ်လေး6ဆင်းရှိပါတယ်1တောင်ရင်မြေ2ချိုင်းမြေ3အထရံမြေ4မြစ်တာမြေ5စောကြီးမြေ6ဒီနေ့နိုင်မြေလေးပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနစာတီးဖွဲ့မှစုဆောင်ပြည့်စုံထားတဲ့ဒီမဲ့ဖွဲ့ရောင်း ဘိုးသူရဖျားဖျား2014 20စာစဉ်20ခွင်28အညွင်ဒိုးမြဖျားတွင်မှမကွေတဲနေသားကြီးကံကောခရိုင်ကံကောမြို့ရောဒေသမှစကန်းတဲနေသားကြီးကလေးဝမြို့အနီးမှချင်းတွင်းမြို့တွင်ကိုပေါင်းစုံစည်းဝင်သွားတဲ့တောင်မမြောက်ကိုစီးသင်းနေသော မြစ်တာမြစ်အကြောင်းနဲ့ကံမီရဆန်သောငါးများကြောင့်ကို တင်ပြချင်ပါတယ်မြစ်တာမြစ်မြစ်တာမြစ်ဟာချင်းပြည်နယ်တောင်ပိုင်း မတူဝီမြို့နယ်ရဲ့မြောက်ဘက်မှာရှိသော အမြင့်ပေ9228ပေမြင်သော မောပီတောင်နှင့်လူတော်ကြီးပါကြောင်းတောင်ရုံးမှစတင်မြဖြာခံခဲ့ပါသည်လူတော်ရွာရဲ့တောင်ဘက်9မိုင်ခန့်မှာမြစ်တာမြစ်စတင်မြဖြာခံသူအရှိဘက်ကိုစီစဉ်သွားသည်တောင်ဘက်မှချောင်းတစ်ခုကလည်းချိုတောင်ချောင်းမြင်းနဲ့အရှိဘက်ကိုစီစဉ်သွားပြီးတော့ထီလင်းမြို့နယ်နမ်မရကြီးရွာရဲ့ထက်9မိုင်ခန့်မှာမြစ်တာမြစ်နဲ့ ပေါင်းစုံစည်းစင်းသွားပါတယ်။ကျော်တောင်ချောင်းရဲ့တောင်ဘက်မှာခြုံငယ်တစ်ခုကလည်းမောချောင်းနာမည်နဲ့အရှိတောင်ဘက်ကိုကွေးဝါးစည်းစင်းလို့ဒီလင်းမြို့နယ်ကိုဖြတ်တန်းကောင်းတောင်မမြောက်ကိုစည်းစင်းလာပြီးတော့ကံကုန်းမြို့နယ်မင်းရွယ်ရဲ့အောက်ဘက်မှာ မြေတားမြစ်နဲ့ပေါင်းစုံစည်းစင်းသွားပါတယ်။မြေတားမြစ်ဟာတောင်မမြောက်တန်းနေသောပုံနာပုံချောင်းတောင်နှန်းညီနောင်နဲ့အနောက်ဘက်ချင်းတောင်တန်းများချောင်းမှရှိတဲ့တောင်ကြားလွန်မြောင်း တောင်မမြောက်ကိုစီးစင်းလို့စကိုင်းတိုင်းဒေသကြီးကလေးဝမြို့အနီးမှာချင်းတွင်းမြစ်ကိုပေါင်းစုံစီဝင်သွားပါတယ်။မြို့မဆောင်ရာစီ၃မြို့လုံးမပြတ်စီးစင်းနေပြီးတော့ချင်းတွင်းမြစ်တွေကိုပေါင်းစုံစီဝင်သွားတဲ့တောင်မမြောက်ကိုစီးစင်းတော့မြစ်တစ်ခုဖြစ်ထင်ရှားပါတယ်။ပြောင်းမြန်စီးသော မြစ်ဆိုပြီးဒေသခံများက တင်စားခေါ်ဝေါ်ကြပါတယ်။ကံမရဆန်သောငါးမြောက်မြစ်သားမြစ်တွင်းထဲမှာ ရေချိုငါးမျိုးစားတို့များစွာရှိကြပါသည်အဲ့ဒါဤထဲမှာတခါတရံမှသာပေါ်လာတဲ့သောကမိယငါးများရှိတယ်အဲ့ဒီငါးများမှာငါးရွှေလင်းငါးငါးပွေကြီးခါငါးတို့ဖြစ်ပါတယ်ငါးရွှေလင်းငါးပွေကြီးခါဆိုပြီးခေါ်ကြပါတယ်အဲ့ဒီငါးများမှာယောနေကံကောခရိုင်နဲ့သကိုင်းတိုင်းဒေသကြီးကလေးဝမြို့နယ်ထိတောင်မမြောက်ကိုပြောင်းမြန်စီစဉ်သောမြေတားမြင့်မှာပဲရှိပါတယ်ငါးရွှေလင်းငါးနဲ့ ငပွေးကြီးငါတို့မှာမြန်မာပြည်တစ်ပြည်လုံးမြို့တိရက်ဒေသမှာမှရှိတယ်လို့မကြဘူးမသိဘူးပါအဲ့ဒီငါများဟာ မြေတားမြင့်တွင်းမှာအမြဲတွင်မြင်နေရတဲ့တဲ့ငါများမဟုတ်ပဲဆောင်ရသည်ပြာသူလာတလအတွင်းမှာတော့ထူးဆန်းစွာတွေ့ရတတ်ပါတယ်ပြာသူလာတလအတွင်းမှာတော့အမြဲတွင်မြင်နေရတာမဟုတ်ပဲသုံးလေးချိန်ထက်ပိုပြီးတော့မတွေ့ရပါအဲ့ဒီငါများဟာတောင်မမြောက်ကိုစီးစင်းတဲ့မြေတားမြင့်တွင်းမြောက်မှတောင်ကိုအစုလိုက်ပြုံးလိုက် စီတန်လျက်အလူရတိုးဝိစံတက်ကြပါလေငရွှေလေးတက်လာပြီဆိုရင်ငပွေကြီးခါမပါသလိုငပွေကြီးခါစံတက်လာပြီဆိုရင်လည်းငရွှေလေးငါမြမပါဝင်ပါငရွှေလေးငါဆိုရင်ငရွှေလေးငါမြကြီးတိတငပွေကြီးငါဆိုရင်လည်းငပွေကြီးငါငါမြကြီးတွေတိတစံတက်ကြပါလေငါတက်မယ်ဆိုရင်ဆောင်းရသည်ဥဒုကပြောင်းလဲလာပါလေမိုးရွာတော့မလို့ မိုးအောင်လို့မှိုင်းမှိုင်းလာပြီဆိုရင် ရောနယ်သားတွေကသိကြပါတယ်ငရွှေလားငပွေလားဆိုပြီးပြောတတ်ကြပါတယ်ပြောတဲ့အချိန်ပဲနောက်ရမြမောင်းငရွှေလေးငါတို့မဟုတ်ငပွေကြီးငါရောင်းချတဲ့ဈေးတဲ့မြောင်းခြေချင်းလိန်နေပါတော့တယ်အဲ့ဒီငါမရဲ့ရွေးစားမငပွေကြီးဆိုရင်တော့လက်တန်းလုံးခန့်ရှိပြီးအရှိမောင်းသုံးလက်မလေးလက်မခန့်ရှိလျရတယ်ငါမြအလုံးတရွေတစားလေးဖြစ်ပြီးတော့အကြည့်တဲ့နေငယ်မြတ်တာကွာချပါတယ် ငွေကြီးရဲ့ရသမောင်းအနှဲငယ်ခါတကဲ့သို့ရှိတော်လေချိုစိန်ခါရသာဖြစ်တဲ့ကြောင့်လူကြိုက်များပါတယ်ငွေလေးမှာမိจิตဆန်သာသာမြအရွယ်စားရှိပြီးတော့တလက်မခွဲနှစ်လက်မခံသာရှိပါတယ်ငွေလေးငါးမြကလည်းတရွေတဲ့တညီတဲ့သာဖြစ်ပြီးတော့အကြည့်တဲ့အနှဲငယ်များသာကွာခြားတယ်ငွေလေးငါးရဲ့ရသမောင်းချိုစိန်သောရသာရှိပါတယ်မုံရခိုင်ဘုဒ္ဓလင်းမြို့နယ်ရှိ တွင်းတောင်မှထွက်သော တွင်ပိုးနဲ့ အရသာတူတော်လဲတွန်းဖို့ကဲ့သို့ဤစိတ်မနေပဲချူစိမ့်သောအရသာရှိပါတယ်အဲ့ဒီငါများမြေသားမြေတွင်ကိုစံတက်လာပြီဆိုရင်ကြည်နေသောမြေကြီးထဲမှာထမ်းမိန်လုံးအကျယ်ဝန်းရှိတဲ့စိတ်ညို့မဲမော်နေသောငါးတန်းကြီးကို ရှီလျားစွာတွေ့မြင်ရပါတယ်အဲ့ဒီငါများကိုငါများပြီးဖမ်းလို့လည်းမရကွန်ပစ်ပြီးဖမ်းလို့လည်းမရပိုက်တန်းပြီးတော့လည်းဖမ်းလို့မရပါအဲ့ဒီငါများကိုဖမ်းတဲ့နှီးမှာစိတ်ဝင်စားစရာကောင်းလာပါတယ် နောက်ပိုင်းမှာဆက်လက်တင်ပြပေးပါမယ်။ရှေးလူကြီးများကတော့အရင်ငါများဟောင်းမြေတားမြေတိုင်းစံတက်ပြီးထီလင်းမျိုးမှာရှီဟောင်းတမိုင်းဝင်ရွှေကွင်းအုပ်ဖျောင်းဆွေတော်ရှင်ဖျောင်းဖူးရန်အတွက်စံတက်လာကြတဲ့ထူးခြားတဲ့ငါများလို့ဆိုပြီးစာတုံးချင်းမပြူကြရန်အတွက်တာမြင်ကြပါတယ်။သို့တော့ယခုခေတ်လူများကတော့ပြာစုလာတွင်မိုးအောင်လာပြီဆိုရင်ငွေလာငပွေလာဆိုပြီးကြိုးတင်ခံမှန်းကြပြီးတော့ဝယ်ယူစာတုံးရန် ဆောင်မြုံနေတဲ့ကြတဲ့သူတွေလည်းရှိနေခဲ့ကြပါပြီ။မကွေးတိုင်းဒေသကြီးပွင့်ပြူမြို့နယ်စက်ကူးမြို့မှာရှိသောကျောင်းတော်ရငါးကြီးမြောင်းကျောင်းကိုကြားသည့်တွေ့မြင်မှုပါတယ်။ဝါဝင်ပြီဆိုရင်မန်းချောင်းတိုင်းမော်တော်နဲ့ဆုံဆင်းပြီးရေအဝတီမြို့ဝကိုရောက်ပြီဆိုရင်ဝူဒီဘုံမောင်များတိခတ်ကခေါ်ယူကြိုးဆိုကြကြောင်းငါးကြီးမြောင်းကလည်းမော်တော်ရဲ့ရှေ့နောက်ဝေးရများမှာဝင်းရံလိုက်ပါလာကြပြီးတော့ကျောင်းတော်ရငါးကျွေးစိတ်ထိကြိုးဆိုရကြောင်းတရင်ကျွေးရင်ထိုကဲ့သို့ ပြန်လည်ပို့ဆောင်ပေးရကြောင်းအဒီငါးများကိုဖျားငါးများလို့အတိများကြပြီးတော့ဖန်လည်းမဖန်ရောက်စားလည်းမစားကြကြောင်းကြာပူပါတယ်မြေတားမြေအတွက်မှာငွှေလေးနဲ့ငွေကြီးငါတို့မှာကမ္မိယဆန်လာတယ်တခြားချင်းကာလာများမှာမဆန်တတ်ကြပင် ပြာဒုလတလာထဲမှာသာဆန်တတ်ကြပါတယ်နေ့တိုင်းဆန်တတ်ကြတာမဟုတ်ဘင်းတလတွင်၃လချင်းခန့်သာဆန်တတ်တယ်ပို့ပြီးတော့ထူကြသည်မောင်းမိုးဦးနဲ့နေများမှာသာ စံတကြပါရင်မိုးအောင်လို့ငါတက်လာတော့လားငါတက်လို့မိုးအောင်လာတော့လားတော့ဘယ်သူမှမပြောပြတတ်ကြပါမိသည့်ယက်ဒီတမစံတက်လာတော့ကိုလေဘယ်သူမှအတိအကျမပြောနိုင်ကြပါ တချို့ကတော့ချင်းတို့မြတ်တွင်မှရှိတဲ့ရွှေစည်းဝဲမှာအစတမီစံတက်လာကြတယ်လို့ခံမှန်ပြောဆိုကြသည်မှာ နှစ်ပရိစေတာကြာမြင့်လာခဲ့ပြီလည်းဖြစ်ပါတယ်ပကံတိရှင်သာသနာပြု လောင်စီတူမင်းကြီးဟာ ကနလေးရဲ့တိုင်းတရုတ်ပြည်မှာ ိပြီးတော့ကိုပြန်လဲရောက်ရှိခဲ့အောင်ရောက်ဘက်ကျော်စင်ရက်နဲ့အနောက်ဘက်ရောင်းနေတို့ကိုဘောင်းတော်ဆက်ကြံနဲ့သာသနာပြုခီးဖြန့်ကျက်ခဲ့တဲ့မောင်ချင်းတွင်မြင့်ပါသည်ရှေးခေါ်မောရိယမြေတမဟုတ်မြေတာမြေကိုစံတက်ခဲ့ပါလေမြေတာမြေကြောင့်တိုင်းခီးလေလေသာသနာပြုခဲ့ရအောင်မြေတာမြေဟောင်းထင်ရှားခဲ့တော့မြေတစဉ်ဖြစ်ခဲ့တဲ့ပြင်တောင်ရဲမှာမြောက်ရက်ကိုပြောင်းပြန်စီနေတော့ဒီမြေတွင်မှာကမ္ဘာစံတော်၅မြောင်းတွေ့ရှိရခြင်းကလည်း ူးခြားနေသည်မှာအမှန်ပဲဖြစ်ပါတယ်။ငါဖန်းဒီငါရွှေလေးငါဖန်းမဲ့သူများကပြာဒုလတ်တွင်မိုးအုံလာပြီဆိုရင်ငါတရင်ကိုနာဆွနေကြပါတယ်။ငါများစံတက်လာနေပြီလို့တရင်ကြရင်ကြားချင်းမှာပဲအဲ့ဒီနေရာကိုသွားရောက်ပြီးလေ့လာကြည့်ရှုကြတယ်။အဲ့ဒီငါများမြည်သည့်နေ့ရက်မှာမြည်သည့်ကြေးရွာကို ရောက်ရှိမှဖြစ်ကြောင်းမြည်သည့်ကြေးရွာနေသေးတောင်မြေမှာညအိတ်ရက်နားမှဖြစ်ကြောင်း မိမိတို့ငါးဖန်ရန်ပြင်ဆင်ထားတဲ့နေရာကိုမြင့်တဲ့နေရာမှာရောက်ရှိမှဖြစ်ကြောင်းခံမှန်းကြပါရယ်ဒုက္ကတို့တွားရောက်ကြည့်ရှုခံမှန်းတာကိုငါးကြိုသွားတယ်လို့ဆိုကြပါရယ်ငါးဖန်ရန်တွက်မြေတံမြေတွင်ရေစည်းတန်နဲ့ရှင်းနေရာနဲ့တဲတောင်ခုံးပြန်နေရာကိုကြည့်ပြီးပြင်ဆင်ရပါရယ်ရှင်းဆိုဒီမောင်ရေစည်းကိုဆူလိုခြင်းဖြစ်ပြီးတော့ရေစည်းတန်ရင်ရှင်းတန်တယ်လို့ပြောဆိုကြပါရယ်အဲ့ဒီအတုံးတော့မှာ ယောဒိတာကယောစကားပြင်ဟန်ရှိပါတယ်။မြေရီစီစဉ်မှုပုံမှန်စီစဉ်နေရာမှာတစဉ်နေရောနေရာကိုအရှိန်အဟုန်နဲ့စီစဉ်နေတဲ့နေရာကို ရှင်းလို့ခေါ်ဆိုပါတယ်။ရေတွင်ကဲ့သို့မဟုတ်ပါ ရှင်းနေရာဟာခြေတလုံးပေါင်းလဲခန့်မြသောရေအနှက်ရှိပြီးတော့ရေစီးတန်တဲ့နေရာဖြစ်တဲ့ကြောင့်ရှင်းတွင်မှာရှိတဲ့ကြောက်တုံးကြောက်ခဲများမှာရေစီးနဲ့မျောပါမသွားနိုင်သောကြောက်တုံးကြောက်ခဲအကြီးများသာရှိပါတယ်။ အဲ့ဒီကြောက်တုံးကြောက်ခဲများဟာယင်ကြီးယင်မောများကန့်နေပြီးချောနေတဲ့သဖြင့်ရှင်နေရမရေကူမယ်ဆိုရင်ပြပြနဲ့မှန်မှန်ချင်းချင်းချေကုတ်တေချာတော့မှကုကြရပါတယ်တုံးမဟုတ်ပါကယင်ကြီးနဲ့ချောနေတော့ကြောက်တုံးကြောက်ခဲများကိုနင်းမိပြီးတော့ခန္ဓာကိုယ်မဟာနိုင်မထိတ်နိုင်ပဲချောလဲလို့ရည်စည်းတဲ့ကိုမျောပါသွားတတ်ပါတယ်ရောသူရောသားများစုမှာရေကူကျွမ်းကျင်သူများဖြစ်တာကြောင့်မျောပါတော့လေအသက်အန္တရာယ်မထိခိုက်ကြပါဘူး ငါဖန်ရန်ရှင်းမြောင်းမှပြင်ဆင်ကြရပါလိမ့်ရှင်းစတဲ့တဲ့နေရာကိုရှင်းကောင်းရှင်းငုတ်လို့ခေါ်ပြီးတော့ရှင်းပြီးဆုံးတဲ့နေရာကိုရှင်းပြလို့ခေါ်ကြပါလိမ့်ရှင်းရဲ့တစ်ဖက်ကမှပြန်ပြူးနေတော့တိတ်တောင်ပြင်ရှိရတဲ့ငါဖန်မဲ့သူများက ရှင်းတဲ့မှာ အထက်မှာအော့ဘက်ကိုဆွေးဆောင်နေတော့ရေချောင်းပရန်တွေပြင်ဆင်ရပါလိမ့်တိုင်မြောင်းတုံမြောင်းဝက်ကများနဲ့ကာရန်ပြီးတော့ရေစည်းကိုပြောင်းလဲရတယ်တို့တော့တဲ့တောင်ပြင်ဘက် အဝါကျင်းတဲ့နေရာတစ်ခုချန်ထားရပြီးအဲ့ဒီအဝါကျင်းတဲ့နေရာရေထဲမှာ ကျိုးတန်းပြီးတော့အဝေးစားများပလတ်စတစ်အစားများအစားရှိတဲ့အဖြူရောင်လက်လက်များကိုချိနှောင်ထားရပါတယ်ကျိုးတန်းမှာအဖြူရောင်စားများဟာရှင်တွင်ဖြစ်တဲ့ပါလာမဲငါးများကို မကြုံတက်နိုင်စရာချုံလက်နေတဲ့ကဲ့သို့တိုက်ခဲလာတဲ့လေကြောင်းတစ်လွတ်လွတ်ခါလျက်ရှိနေပါတယ်တို့ကဲ့သို့ပြုလုပ်ထားတာကိုဖက်လွှားစသို့မဟုတ်မုတ်စိတ်ဆွဲထားတယ်လို့ဆိုကြပါတယ်ငါတို့ရဲ့ တဘောတဘာဝမှာရေထဲမှာလှုပ်လှုပ်ရှားရှားပြောင်ပြောင်လဲလဲရှိပြီဆိုရင်အဲ့ဒီနေရာကိုရှောင်ကွင်းသွားတတ်ကြတယ်ရေချောင်းပြောင်းထားတဲ့ရှင်ရဲ့အော်ပိုင်းအဝါချင်းတဲ့နေရာနဲ့အပြိုင်ဒေတောင်ခုံပြတ်မှာ9000ခန့်အကျယ်ဝန်းရှိပြီးအနက်2000ခန့်ရှိတဲ့ရေမြောင်းတစ်ခုကိုရှင်းတဲ့အပြိုင်တူထားရပါတယ်ရှင်းကောင်းဘက်မှာရေစီးကမြောင်းတွင်ကိုဝင်လို့ညင်တော်သွားပြီးအောက်ဘက်ကိုစီစဉ်သွားပါတယ် အရွှေလင်းကနဲ့ငပွေကြီးကငါတို့ဟာညင်းသားတဲ့ကန်စက်နီမှာတော့စီတက်ပြီးတော့စံတက်လေးရှိကြပါလိမ့်ရှင်ကိုရောက်ပြီဆိုရင် ရေချောင်းပိတ်ထားတဲ့ဖြင့်လကောင်းရေစည်းတန်တဲ့ဖြင့်လကောင်းရှင်နဲ့မှစံတက်မနေတော့ပဲမြောင်းနေမှနေလို့စံတက်သွားတတ်ကြတယ်ငါမြောင်းမြောင်းတွင်ကိုဝင်လာလို့မြောင်းထဲမှာငါးတွေပြည့်သွားပြီဆိုရင်မြောင်းကို အထက်အောက်မှာတစ်ပြိုင်နက်ပိတ်ပြလိုက်ကြပါလိမ့်မြောင်းရဲ့အထက်ဘက်မှာရေလွဲမြောင်းတစ်ခုကိုလေဖောက်ထားရတာကြောင့် ရေမြောင်းကိုပိတ်လို့လွှဲမြောင်းကိုဖွင့်လိုက်မယ်ဆိုရင် ရေမြောင်းဟောင်းရောင်းတွင်းကိုမဝင်တော့ဘဲမြစ်ထဲကိုသာ စီးဆင်းသွားကြပါလိမ့်အဲဒီခါမြောင်းထဲမှာငါးမြားနဲ့ရေမြားသာကျင်ရပါတော့တယ်အောက်ဘက်ထပ်ပေါက်ကိုဝါကြံခင်အဲဒီဝါကြံခင်ပေါ်မှာကြောက်ဝဲလုံးကြီးနဲ့ထဲကဆက်အပ်ထားတဲ့အထည်ကိုဖြန့်ပြီးတော့ခင်ထားရပါလိမ့်အဆုံးမှာနိုင်လွယ်ပိုက်စိတ်ဇာကျင်တော်ပေါက်ခန့်နဲ့ဖမ်းရံအတွက်ခံထားရပါလိမ့်ရေလွတ်ပေါက်မှာ ရေမြဖောက်ထုတ်လိုက်တဲ့ခါမှာမြောင်းထဲမှာရေမြအောက်ကိုကျော်နေစီးဆင်းသွားရငါးမြပါရေစည်းနဲ့စုံစင်းမျောပါသွားပြီးမြောင်းဆုံးမှာပိတ်ပြီးတော့ခန်းထားတဲ့နိုင်လွင်ပိုက်ဇာကျင်အောင်ပေါက်ထဲကိုအလုံးရောက်သွားရပါတယ်မိမိလိုအပ်သလောက်ငါးချိန်ကိုသာခံမှန်းဖမ်းယူပြီးတော့ကျန်တဲ့ငါးမြကိုမြောင်းဖွင့်လို့အထက်ကိုစံတက်စီပါတယ်တချို့ကမြောင်းထဲမှာတရနည်းရခန့်ဥလောင်ထားကြတယ်မိမိနိုင်တဲ့လောက်ဆိုဒီမှာ ရောင်းအားကိုခံမှန်းခြင်းဖြစ်ပါတယ်။ငရွှေလေးငားနဲ့ငပွေကြီးခန်းငားတို့မှာတရက်ထက်ပိုပြီးတော့အထာမခံပါ။တခြားသောငားများနဲ့မတူဘဲသိဆုံးသွားတတ်ကြပါတယ်။တစ်ခါဖမ်းရင်ပိတ်သာအချိန်30 40ခန်းမြတ်သာဖမ်းယူကြပါတယ်။ဖမ်းမယ်ဆိုရင်အချိန်300 400ခန်းထိဖမ်းလို့ရတယ်လို့ဆိုကြပါတယ်။အဲ့ဒီငားများဟာကံကောမျိုးရဲ့အထပ်ပိုင်းကိုရောက်ပြီဆိုရင်နေပါပျောက်ကွယ်သွားတတ်ပါတယ်။မြေသားမြေရဲ့အထပ်ပိုင်းကံကောမျိုးထပ်ပိုင်းမှာ အဲ့ဒီငါးမျိုးကိုဖန်ဆီးတယ်လို့မကြားသလို တွေ့လေမတွေ့ကြဘူးလို့ဆိုပါတယ်အဲ့ဒီငါးမျိုးဟာမြေတီနေရာမှာစတင်ပေါ်လာတာကို မသိရသလိုမြေတီနေရာထိစံတက်သွားကြတာကိုလည်းဘယ်သူမှ မသိရပါတောင်မမြောက်ကိုပြောင်းပြန်စီးနေတော့မြေသားမြေတွင်းမှာဂမ်ဘီယာဆန်သောငါးမျိုးဖြစ်ပါတယ်အသေးစိတ်သူရိသနာပြုရန်ယခုခေါင်ပေါင်းကျူးပန်းနေစေလို့တော့သိရပါတယ်တကြီးဝါကြီးလူကြီးတမများတို့ရဲ့ရှေးစင်ဆက်ပြောစကားရောက် မြေတားမြေရှိခေါ်မောရိယမြေဖြောင်းမှာရှိတဲ့တိလင်းမြို့ကရှေဟောင်းသမိုင်းဝင်ရွှေကွင်းအုပ်ဖျားနဲ့ကံကောင်းမြို့ရဲ့နောက်ဘက်မှာရှိတဲ့ရှေဟောင်းသမိုင်းဝင်မြေတွင် ရေအောင်ကျမ်းပြေမှာထူးဆန်းစွာရခဲ့တော်ဆွေတော်ချင်းဖျားထံဖျားပူရန်ရောက်ရှိလာတတ်ကြတဲ့ရွှေဝါရောင်အစင်းငောင်းငယ်လေးများလို့ရောတို့နယ်မြေမှာပြောစကားတွင်ကြလျက်ရှိပါတယ်။ငရွှေလေးငါးနဲ့ငပွေကြီးကငါတို့ဟာမြန်မာပြည်တွင် ရောဒီတာ ကံကောမြို့နယ်တစ်ခုထဲမှာသာတွေ့ရသောတောင်မမြောက်ကိုပြောင်းမြန်စီနေသောမြေသားမြေတွင်မှကံမီယာဆန်သောထူးဆန်းတဲ့ငါးမြဖြစ် တင်ပြလဲရပါတယ်။စာရေးသူဟုတ်ကဲ့စေဝင်သာပွဲထူးခြားဆန်းခြင်းကံမီယာဖီအမ်မန်ဇလန်ကောင်းလေးကိုတင်ဆက်ပြီးတဲ့နောက်မှာတော့ကျမ်းမာရေးဆက်လက်ဆောင်အစီအစဉ်ရှောက်ရှိလို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်ကျမ်းမာရေးစီလက်ဆောင်အစီအစဉ်ကတော့ဆရာကြီးအေယာမြေကျော်ဝင်းရေးသားထားသော တွေးတို့အတွက်စိတ်နှမခံလို့မြင်ရတဲ့ကျမရဲ့စိတ်လက်ဆောင်လေးပဲဖြစ်ပါတယ်။တတွေးတို့ယောဂအတွက်စိတ်နှတွေးတို့ယောဂကြောင့်မူဝေခြင်းမယိမလဲဖြစ်ခြင်းချွတ်ထွက်လွင်ခြင်းတွေကိုတသက်ပြောင်းကင်းစေတော့မြမတိုင်းရင်စိတ်နှတဲ့မျိုးကတော့သံမယသီးတစ်ချမ်းကိုလက်ဖက်ရည်အကြံမကန်တဲ့ကိုအည်ညှစ်ထပြီးရင်ွေးပြူတော့မဟုတ်တညရဲ့ကျွေးစွင်းကြီးလေးစွင်းကိုရော့ပြီးတော့ ဒီနေ့တရင်လုံးချင်းတောက်ပြုံနဲ့တွေးတို့ယောဂတတ်တာပြောက်ကင်းပါလေနှစ်တွေးတို့ယောဂအတွက်စေနီ စင်ကိုမြက်ကို ပြင်စားငါးပါးနှုတ်ပြီးရေစင်အောင်စေကြပါ ပြီးရင်ရေတန်းတန်းနဲ့ကျိုးပြီးတော့ညအေယာဝန်တိုင်းတောက်တုံးပြီးပါကတွေးတို့ယောဂပြောက်ကင်းပါလေ၃တွေးကြစီရန်လွယ်ကူသော စေနီတလလူတို့ဟာတန်းတလွင်ရွက်ကို ဟင်းကျုပ်ဖြစ်လုပ်ပြီးတောက်သလို ပြုတ်ပြီးတော့တောက်ချင်းအစိမ့်ညစ်ပြီးတော့တောက်ချင်းစသဖြင့်တွေးလို့ယောဂသက်တာပြောကင်းသလိုအလွယ်ဆုံးနည်းလမ်းမှာတန်တူလင်းစေးကြောက်ကိုနှစ်စေးမှသုံးစေးထိဝါးစားခြင်းနဲ့လေတွေးလို့ယောဂသက်တာပြောကင်းစေပါတယ်။လေးတွေးလို့အတွက်စင်တုံမနှွယ်မြည်သည့်စင်တုံနှွယ်မဆိုးရေစင်ပြီးတော့တောက်သုံးနိုင်သလိုလုံးကတစ်ခွက်တင်းကျိုးပြီးတော့လေတောက်ပေးခြင်းနဲ့တွေးလို့ယောဂသက်တာပြောကင်းစေပါတယ်။ ွေးတို့နဲ့အကျော်တထောင်ရွက်တွေးတို့ယောဂရှိသူများဟာအစတော်များကိုများသောအားဖြင့်စင်ချင်ကြရပါတယ်အချို့အစိမ့်အစီအစက်နဲ့အငန်းများကို ရှောင်နေကြကတွေးတို့ယောဂဖြစ်လာခဲ့ပြီဆိုရင် အကျော်တထောင်ရွက်ကိုပြင်ဆင်၅ပါးနှုတ်ပြီးသုံးခွက်တစ်ခွက်တင်ကျူတော့ပါဟင်းလျာဖြင့်၎င်းအကျော်တထောင်ရွက်ကိုငကုဟင်းနဲ့ကျိုးချက်တောက်ပေးခြင်းနဲ့လေတွေးတို့ယောဂပျောက်ကင်းစေပါတယ်တွေးတို့အတွက် အဝေယံညွန့်ခေါ်ဘောဇကံရွက်အဝေယံရွက်ကိုတချို့ကဘောဇကံရွက်လို့ခေါ်ကြတယ်လို့အစိတ်ဖြည့်ရွက်လို့လည်းခေါ်ဝေါ်ကြပါလိမ့်၎င်းအမည်၃မျိုးနဲ့ဟင်းရွက်တစ်မျိုးကို၃ဝက်တစ်ခွက်တင်းပြုတ်ပြီးတော့တောင်းမယ်ဆိုရင်သူတို့ရွက်ကပျောက်ကွင်းစေပါလိမ့်ငါပိကြီးနဲ့လည်းအတုမြုပ်ဖြစ်စားသုံးနိုင်ပါလိမ့်သူတို့နဲ့စေယိုရှေးစီရတို့ကသူတို့နဲ့စေယိုလို့အလွယ်ခေါ်ကြပါလိမ့်စေယိုပင်လို့ခေါ်တဲ့ အုံနေပြီမလက်လက်ဆက်ဆက်အရွယ်ခုနှစ်ရက်ကိုရေစင်အောင်ဆေးပြီးတော့အထက်အောင်လှမ်းပြီးထပ်ပြီးတော့ဝါစားခြင်းနဲ့လေတွေ့တို့ယောဂပျောက်ကင်းပါလေရှစ်ကျက်သွင်းဤဥနဲ့တွေ့တို့ယောဂတွေ့တို့ယောဂတတပျောက်ကင်းစေသောစင်းဤတစ်ခုမှာကျက်သွင်းဤဥကြီးတစ်လုံးကိုအခွင့်သင်ပြီးတော့ထိပ်ဘက်နဲ့ဖင်ဘက်ကိုတားနဲ့လှည့်ဖြတ်ပါပြီးရင်အဖုံးပါသောကျွေးခွက်ထဲကိုထည့်ပြီးရင်းနှွေးပွပွဆူသောရေကိုတင်းတင်းယုံထည့်ပြီးအဖုံးကို လုံးစွာအုပ်ပေးထားပါ ငါမနစ်ခန့်ကြာပြီဆိုရင်၎င်းရေကိုတောက်ပါသူတို့ယောဂါတိသာထင်းရှားစွာပျောက်ကင်းပါလိမ့်မယ်သူတို့နဲ့စူလာနှဖာမူရတီမှာပေါက်လိရှိသောစူလာနှဖာပင်များဟာသူတို့ယောဂါတွေအလွန်အသုံးဝင်သောစိဘက်ဝင်အပင်များပဲဖြစ်ပါတယ်တချို့ကပြင်ဆင်ငါးပါးနှုတ်ပြီးရေစင်အောင်စေးပြီးအချောင်းလန်းကအမှုန်ပြုတ်လို့လို့ရင်းနှီးချက်မထက်ပြီးတော့တောက်ကြပါတယ်စီအတွက်ကောင်းသလိုတွေးတို့လည်းကြပါတယ်ပြင်ဆင်ငါးပါးကို သုံးခွက်တစ်ခွက်တင်းကျိုးပြီးတော့တောင်းမယ်ဆိုရင်တွီတူရော့ကကြောက်ကင်းပါတယ်စာရည်သူဟုတ်ကဲ့စာရည်သူဆရာကြီးနှစ်ယောက်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲထူးခြားဆန်းကျဉ်ကမ်မီယာဖီအမ်မဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့တင်ပြဆွေးချက်တွေကိုညင်ရီတွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီးတော့ ော့မှတ်ပါဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ကော့မတ်တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာမီဟိုရာ channel လေးကနေထူးခြားဆန်းကျင်လှုပ်ဝါဆန်းကျင်တည်ရခြင်းပို့ပရာလောကကမိယရေမတန်မှုခင်ဖြစ်ရဲ့မန်ဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ